ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရန်ကုန်မန္တလေးပြည်လမ်းပိုင်းတွေမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပေါ်နေပါတယ်ဒီကြားကြတဲ့ရင်ကောင်းများသိကြပါဘူးမြတ်ကျော် မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ကတော့ဆိုင်ကအေမီလာ၂၀နှစ်နေ2025ခုနှစ်ဒီမြတ်ကျော်နိုင်ငံပိုင်းတင်ဆက်မှုမှာဒီနေ့ကတော့ကတော့ဆိုင်လာလို့ပဲစပြောရပါမယ်လာရှိုးကိုတရုတ်ကိုခေါ်သွင်းလာတယ် ီတွင်ကြီးကိုဝင်ရောက်မဆွတ်ဖက်ပါဘူးလို့မျက်နာတနခါပေါင်သေးကြောင်းနဲ့ကလိန်ကြနေတဲ့ကဘာပတ်ကလိန်ကြနေတဲ့တရုတ်ငါတို့တိုင်းပြည်ထဲမှာပြည်သူတစ်ရလုံးကအလိုမရှိဘူးချက်ချင်းထွက်သွားလိုက်ပါကတော့ချိုင်နာဒီအခြေအနေနဲ့ပတ်သက်ပြီးကျွန်တော်ဒီကနေ့ညမှာတော့ကျွန်တော်တို့နိုင်ငံကျွန်တော်တို့တိုင်းပြည်ကျွန်တော်တို့လူမျိုးကျွန်တော်တို့အချုပ်ချာအာဏာနဲ့ကျွန်တော်တို့မြန်မာဆိုတဲ့အမျိုး ဇာတိပုံညာကုံမာနာပေါ့ဗျာနော်အမျိုးသားကြီးလက္ခဏာဒါတွေကိုတော့ကျွန်တော်တို့ကြောက်ကြွယ်သွားမဲ့အခြေအနေမျိုးတွေရှိနေပါပြီတဆက်ဆက်ထဲမှာငလင်လုံးတဲ့အนุမြူဆက်ယုံစောက်မဲ့ twin two ကြီးမိုက်နေတဲ့မင်းအောင်လိုက်လာရှုပ်ကိုတရုတ်ခေါ်သွင်းတဲ့အတွက်မင်းအောင်လိုက်ကြာဆုံးကဟာပိုနီးလို့လာနေပါပြီလင်းယုံကြီး အန်ကယ်ဆန်နှွေဦးစီတို့တလန်းချင်းရှောက်လာပြီဆိုတဲ့တင်းဟာပုံကိုခိုင်မာတဲ့အခြေအနေတွေတွေ့ရပါတယ်အန်ကယ်ဆန်နှွေဦးစီတို့လာပြီလားဒီအခြေအနေတွေရှိနေတဲ့အတွက်တုံ့တက်မှုတွေတိုက်တွန်းဆော်အောင်မှုတွေကိုကျွန်တော်ဒီညလုံးမှာဖြစ်တဲ့အတွက်စကားတစ်လုံးချင်းကိုအာယုံစိုက်ပြီးနားထောင်ပေးဖို့ ပြောတဲ့စကားလုံးတိုင်းကိုအတိတ်ပဲကိုနားလည်စီဖို့အာယုံစိုက်ပြီးပါလို့ပြောရင်တော်လန်သတင်းနေအရင်စပဲစလင်းတင်ကားနှစီ PDF ဖြတ်တိုက်ပါစစ်ကြောင်းထိုးလာတဲ့တင်ကားနှစီနဲ့စစ်ကြောင်းထိုးလာတဲ့အင်အား200ပေါ်စစ်ကြောင်းတစ်ခေါက်တောင်မှအကျော်ပါကြောက်ခွဲဆက်ပြီးပေါ့ဗျာ20တွေကတနေ့ကိုထိတွေ့တိုက်ပွဲဖြစ်ပါတယ် တန်ကြက်ကကားနဲ့ဆက်လက်နေ RPG တွေနဲ့စစ်ကောင်စီဘက်ကအတုံးပြုတ်ခဲ့တယ်။စနေမျိုးနဲ့ပကဖနဲ့တောင်းကြီးအောင်မြို့ပြကြောက်ပြပျောက်ကြားတက်ဖွဲ့မင်းမှုခရိုင်အမှန်ငါတက်ရင်အမှန်ငါ drone တက်ဖွဲ့မင်းမှုခရိုင်အမှတ်တတက်ရင်တောင်းစစ်အောင် PDF ဗမာတက်တော့ SNL LPDF မင်းမှုခရိုင်ပကဖစလင်းမျိုးနဲ့ပကဖလို့ပူပေါင်းဆောင်ရွက်ခဲ့တယ်လို့သိရပါတယ်။ဗမာတက်တော့ ဗမာတပ်တော်ဗမာအာမေရဲ့တရားသတင်းထုတ်ပြန်မှုတစ်ခုလည်းရှိပါတယ်။တပြင်မှာရန်ကုန်မန္တလေးပြည်လမ်းပိုင်းမှာဒီနေ့ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပါတယ်။မင်းလာမျိုးနဲ့ဘကိုးရွှေမအဆက်ကြေးရွာတွေကိုတရဆက်လေးချောင်းတိုက်ခတ်ဘုံကျဲနေပါတယ်ဒီနေ့အချိန်ထိအခုချိန်ထိလက်ရှိအချိန်မှာတော့ပျက်စီးထိခိုက်ဆုံးရှုံးမှုတွေကိုကျွန်တော်တို့မတိပေးမဲ့ဖက်စစ်စစ်ခွေးတက်ဟာ တယုတ်ကျွန်ဖတ်စစ်တဟာမင်းသားမျိုးတွေထဲမှာခံစစ်ပြင်မှုပြင်ဆင်နေတဲ့အချိန်ပြည်သူ့ကော်မတီတပ် PDF တွေထိုးစစ်ဆင်မှာကိုကြောက်ပြီးမင်းသားမျိုးတွေရက်စကန်ကိုလည်းစစ်တပ်ကပိတ်ချလိုက်ပြီးရက်စကန်ခေါမိုးပေါ်မှာမကျန်အလနဲ့အပြည့်စုံတဲ့နေရာယူထားပါတယ်ပြောချင်တာကရန်ကုန်ပြည်လိုင်းမမှာတရဆက်တိုက်ပွဲတွေဖြစ်နေတယ်ပဲခိုးရုံးမှာတကြောကပြည်သူ့ကော်မတီတပ်တွေစုပေါင်းထိုးစစ်ဆင်မှုနဲ့အတူ လက်ရှိကွန်ကရစ်ကျုံတိုးနဲ့တကွတမာ၅တမာ၆တမာခွန်တမာ၃တမာဟာလေတင်းသားကြီးအပါပါတီတို့ထိုးစစ်ဟာမုံကြီးနဲ့ကြိုက်ထုံကိုကြော်ပြီးစစ်တောင်းတရားကနေညောင်ခါရှိမှသည်ဖျားကြီးဖျားလေးလားညောင်ခါရှိဓာပိန်ကနေရန်ကုန်စီတို့လားဖျားကြီးဖျားလေးအထွတ်တောင်တန်တော်ကြီးမှသည် နေပြီးတော်လို့လား မဆောက်မရသေးပါဘူး။ပါတီတို့ဘိုးစစ်စင်နေပါပြီ။ဒီချင်းဗမာတပ်တော်ရဲ့ထုတ်ပြန်ချက်ကိုကျွန်တော်အနည်းငယ်ပြောပြပါမယ်။ဒီကနေ့ဧပြီလ22ရက်နေ့မှာထုတ်ပြန်လိုက်တဲ့စစ်ကောင်စီရဲ့အင်အား150မှာစစ်ကြောင်းကိုနွေတနေကြေးရွာရှာတော်ကြေးရွာနွေတမေကြေးရွာဘက်ကိုစစ်ကြောင်းထိုးလာတဲ့ဖက်စစ်တပ်ကို မိုင်းတော်မိုင်းခင်ဖြတ်တိုက်တဲ့အချိန်ဒီတည့်ရက်နာနေ7:45မိနစ်မှာအပြန်လန်ထိတွေ့တိုက်ပွဲတွေဖြစ်တယ်ဗမာတပ်တော်အေရဲ့စီမံသူတွေဟာရှစ်ထွက်မိုင်းတွေကိုအစီအစဉ်တကြဆောင်ရွက်ထားခဲ့တဲ့အတွက်စစ်ကောင်စီဖက်စစ်တပ်မိုင်းဝင်းနဲ့ဝင်လာပြီးမိုင်းနေမိလို့မိုင်းနေမိလို့ဖယူဖယဲဖြစ်နေတဲ့အချိန်မှာ ဗမာတပ်တော် AA စီရင်ပြစ်ခတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဧပြီလ20ရက်နေ့နနက်8နာရီမှာပြည်သူ့ကော်မတီတပ်ဗမာတပ်တော်အပေါင်းပူပေါင်းတက်တယ်ဟာ။ဒုံးတွေဝဲပြီးကင်းထောက်ခဲ့ပါတယ်။ညောင်ကုန်းပွတ်လက်ပံပွတ်ဒီနေရာတွေကိုဂျက်ဖိုက်တာနဲ့ဘုံနှလုံးကျဲတယ်ကိုသိရပြီးရဲ့နောက်မှာ စစ်ကောင်စီစစ်ကြောင်းဟာတပြည်ပြည်အပေါ်ကဘုံကျဲအောက်ကနေတရွေ့ရွေ့စစ်ကြောင်းထိုးလာတဲ့အခြေမက်ဒလီကွေကျင်းရွာအတွက်မန္တလေးဖျားကြီးအနီးဗမတ်တပ်တော်ရဲ့မိုင်းဝင်းမှာမိုင်းနေမိပြီအတူအပြက်ပြီးတရဆက်ဖြစ်ပေါ်ကဗမတ်တပ်တော်ကြီးဟာစီးနင်းပစ်ခတ်တဲ့၃နာရီခန့်အပြန်အလှန်ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ် ီလိုတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာမကွေးလေတဲ့က jet fighter တွေဟာမြောက်ကကျေးရွာကိုဘုံကျဲပါလေဘုံကျဲမှုကြောင့်ပျက်စီးထိခိုက်မှုတွေအကြမ်းမြင်အတိပြုလို့မရသေးပါဘူးအဲ့တော့ facitor ဟာညနေ၄နာရီမှပြန်လဲဆုတ်ခွာသွားပြီးအတူအပြက်နဲ့မတာပေါ်တဲ့စစ်သားတွေကိုဆလင်းစေးယုံကိုတော့မပုတ်ဆောင်နိုင်ပဲဖယူဖယဲနဲ့ လမ်းမတွေအသက်ထွက်အတူအပြတ်သွေးနှံတွှဲရွှဲနေအထိနာခဲ့ရတယ်သိရပါတယ်အဲ့တော့လက်ရှိဗမာတပ်တော်အရေး900ခုတရင်ပေါက်တော့ပဲကျမ်းမာရေးတနပြုတပ်ဖွဲ့ဒေါင်းစစ်အောင် RPF မြို့ခေအားမတ်တတရင်တို့မြို့ခေအားပကဖဆလင်းတို့မြို့ခေအားလက်ယုံတပ်ဖွဲ့တို့လည်းဥတ္တပုံပေါဝင်တိုက်ခိုက်ကြတယ်20ရင်းနေတိုက်ပွဲ20ရင်းနေတိုက်ပွဲ ဧပြီလ19:20မှာတိုက်ပွဲဖြစ်ပွားခဲ့တဲ့စစ်ကြောင်းတို့ထိုးစစ်ဆင်ခဲ့တဲ့စနေနဲ့စင်ပြူကျွန်းကြားမှာရှိတဲ့ပကုတ်ကူအခြေစိုက်ချင်းမဲ့တက်မတရတက်ကထုံးတို့အင်အားများတဲ့စလင်းမှာလက်နက်ကြီးနဲ့လက်နက်ကြီးတွေနဲ့အထိုင်ချထားတယ်လို့သိရပါတယ်။ဖက်စစ်တပ်ဟာဒီနေရာကိုဘာလို့တရဆက်စစ်ကြောင်းထိုးနေလဲဆိုတော့ကပ္ပဆရီရှိပါတယ်။တညောင်း လက်စစ်တအားပြီးဆက်ယုံမှုဗမာတပ်တော် A ကတိုက်ခိုက်ဖျက်ဆီးပြီးနောက်မှာဗမာတပ်တော် A နဲ့ပူးပေါင်းတပ်တွေစစ်ရေးရှေ့လန်းလန်းပြီးကမ္ဘာစ20 21 25လို့ကိုစစ်စင်မှာစိုးရိမ်နေအတွက်စင်ပြူကျူးတညောင်ဆက်လင်းလမ်းမိုင်းကိုဗစစ်တာထိန်းချုပ်နိုင်မှုအသေးအတန်စူးစမ်းနေရရှိပါတယ်တပ်ဖွဲ့မှလည်းပြည်သူ့ကော်မတီတက်နေတဲ့ဗမာတပ်တော်အပါအဝင်ဆက်လင်းပကဖတောင်းစစ်တီအစရှိပူးပေါင်းတပ်တွေဟာ စလင်းစင်မျိုးတက်ညောင်းလမ်းပိုင်းကိုရသည်မရရသည်မရတိုးကတိုးကထိန်ချုပ်နေနေတဲ့အခြေအနေမပြတ်တိကျွေတိုက်ပွဲကြီးဖြစ်နေတဲ့အခြေအနေရှိပါတယ်နောက်တစ်ခုကထိထပြူဟာနဲ့ပတ်သက်ပြီးသတင်းကြီးနေထိထမှာမထနိုင်တော့တဲ့ပြူဟမှုမသာပေါ်တဲ့အကြောင်းမနေ့ကနေပြီးတော့25မိုင်အကွာ ကပ္ပစ73ကဘုံတူအပေါင်း3မတာပေါ်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီးဘတ်ဂျက်တနေပြည်တော်မှာကြောင်6ချားလောက်ခုံးလေအယူမီဝိုင်းဖြစ်နေတဲ့အခြေအနေပါတက်တွင်းဆန့်ကျင်မှုတွေတက်တွင်းဆန့်ကျင်မှုတွေပြင်းပြင်းထန်ထန်ဖြစ်လာမှုရှိနေတယ်လို့ဒီကနေ့ကြောင်6ချားနေလက်ဖက်ကြောင့်စိုးဝင်းက အင်အားကြီးမလာတဲ့ PDF တွေကိုကြောက်ပါတယ်လို့ကြောက်ပါတယ်လို့ထောက်မပြောရုံတမေပုံမူကြီးစိုက်ကြရန်ဆိုတဲ့စကားလေးတုံးပြီးဘီသူကဝေးတတ်မတော်ကိုမတိစိတ်ကကြောက်ရွံ့တုန်လှုပ်နေပါတယ်တော်လည်းတက်တွေဟာဘယ်အချိန်ငါတို့နေပြည်တော်ကအိမ်ရှိငါတို့ဆွေမျိုးသားသမီးဆက်ဆက်ပတ်သက်သူတွေကို သူတွေရဲ့အိမ်ရှိဘယ်အချိန်ရောက်လာမလဲဆိုရဲစိုးရင်စိတ်တွေနဲ့အပူရုပ်ကိုဟန်လို့တဖက်မှာလဲရုပ်မှာတော့ဖက်စစ်တည့်မတရားအာနာပိမှုအာဓမလိုင်းဟာကြီးပြီးကြီးမားလာတဲ့အတွက်တဘာဝတရားကြီးရဲ့တန်ခတ်မှုကိုပြင်းပြင်းထန်ထန်ခံရတဲ့အချိန်ဒီကြားထဲမှာတော့ပြည်သူလူထုပြည်သူလူထုကတော့อืม ညှိစာပြီးဖြစ်ကြရရှာတာပေါ့ဒါပေမဲ့ငါလူလူကြီးခဏတော့အန်ချိတ်ဒီခဏတော့ကျက်တဲ့ကြာငါတင်တန်တင်းနေငါကြောက်စားပြန်တိုင်းပြည်ကိုတဘာဝတရားကြီးဟာတန့်စင်ပေးနေပါတဘာမှာလဲလူလုတ်တော်လန်ရေးကြီးလူတွေစ조사ဖန်တီးပြီးနှလုံးသွင်းတဲ့တိဆောက်ထားတဲ့တော်လန်ရေးကြီးဟာလည်း တိုင်းပြည်တွေကအာဓမတွေကိုဖယ်ရှားတုတ်တင်မှုကြိုးစားနေလို့အာဓမတရားမြန်မာပြည်တွင်းကတန့်စင်နိုင်အောင်တဘာဝတရားကြီးကလည်းနှီးပေါင်းစုံနဲ့တန့်စင်မှုတွေလုပ်နေတာတွေ့ရပါတယ်။တစ်ဖက်မှာလည်းဂျေဇုရှင်ကိုစိတ်ညစ်တာမဖြစ်မားလိုက်လို့ပြောလိုက်တဲ့မင်းအောင်လိုက်။ဘာလို့လဲဆိုတော့တရုတ်ပြတရုတ်ဟာဂျေဇုရှင်ဖြစ်ပါလေ။ငါတို့တက်မတော်သားတွေကစိတ်ညစ်တာမဖြစ်မားချနေလို့ မနေ့ကနေ့လေကစီဝေးမှာပြောတယ်လို့တတိင်းนี่ထွက်ပြီးရဲ့နောက်မှာဖက်စစ်တပ်စစ်ကောင်စီအတိုင်းဝိုင်းစစ်ခွေးဘုံးမှာမကျက်စကွတ်စပစ်တပ်လော်ဘီတတိုင်းဟာမင်းအောင်လိုက်ပြစ်ပြစ်နှိမ့်နှိမ့်ဆဲဆုပ်နေကြပါတယ်လူအများမြင်မှာတော့လာရုပ်ကိုကြည့်တစ်ချက်မှမပေါက်ပဲပြန်ရတယ်လို့အပူရုပ်ကိုဟန်လုပ်ပြီးလော်ဘီတတိုင်းပြောနေပေမဲ့လေ လက်တွေ့မှာလက်တွေ့မှာတရုတ်ကိုခြေတလုံးဖတ်ပြီးပစိုးလံပေးရတဲ့အခြေအနေနဲ့လာရှုပ်ကိုကြောက်ကြောက်ရွံ့ရွံ့နဲ့ခေါင်းကိုပြန်ဝင်နေရတယ်ဆိုတာသူတို့စစ်တပ်ကသူတို့သိပါတယ်အဲ့တော့အဲ့မှာကျွန်တော်တစ်ချက်အရေးကြီးတာပြောပါမယ် ဗမာပြည်တွင်းထဲမှာငါတို့နိုင်ငံထဲမှာငါတို့တိုက်ချင်းတိုက်မယ်ရက်ချင်းရက်မယ်ငါတို့နိုင်ငံထဲမှာတရုတ်ရာတရုတ်ကလာရုံးဆိုင်တာကိုတတိုင်းပြည်တော်ပြင်းပြင်းထန်ထန်စန့်ကျင်ကြရပါလိမ့်မယ်ဒီနေရာမှာစစ်တပ်ကိုထောက်ခံသူဖြစ်ဖြစ်မထောက်ခံသူဖြစ်ဖြစ်တော်လှန်သူဖြစ်ဖြစ်စစ်တပ်ကိုလက်ရှိထောက်ခံနေတဲ့သူတွေဖြစ်ဖြစ်တိုင်းပြည်ရဲ့အနာဂတ်အချုပ်ချာအာဏာနဲ့နိုင်ငံပိုင်ဆိုးမှုနဲ့ တရုတ်ကြုံမဖြစ်ရေးကိုစဉ်းစားကြဖို့ကြောင့်ဒီညာကနေပြောလို့ပါတယ်မင်းအောင်လိုင်းကတော့သူ့အကျိုးစီးပွားတဲ့တရုတ်မှာသူ့မိသားစုကြုံခံတာအကြောင်းမဟုတ်ဘူးတိုင်းပြည်ကကျွန်တော်တို့ပြည်သူလူထုဟာကြုံဝေရအစ်စ်မပါနိုင်ဘူးကျွန်တော်တို့ကကြုံမဟုတ်ဘူးတရုတ်ပြောသမျှမလုံနိုင်ဘူးတရုတ်ကကျွန်တော်တို့တခင်လည်းမဟုတ်ကျွန်တော်တို့တိုင်းပြည်တဲကို 是因为人家喜欢搞垮，喜欢说破烂的，都有股。第二个呢，他们呢表露了啊，不但伊朗的，不但呢脱水露了啊，干了 China，我那个京呢，都有对怕多，怕多，有队脱多路，掉了。那个人嘛，心淡的，那个人嘛，虽然没有真的强硬的，都有鲁牛面骨表的就猛。 တရုတ်နိုင်ငံအုတ်ချုပ်ခံလူဒန်းအုတ်ချုပ်သူလူဒန်းစာတရုတ်အစိုးရအဲကိုဂျိုးရှာပေါ်လစီနဲ့ဘဒူတေတေငတ်တေမာရင်ပီယောဆိုတဲ့ရုပ်မာတဲ့စိတ်သားကိုတဲ့တဲ့လက်မျိုးထိုးပြီးပြောနေတာဖြစ်ပါတယ်လူသားတွေရဲ့အခြေခံကျင့်ဝတ်ကိုတော့မလိုက်နာမဆောင်ထိနိုင်မဲ့ကမ္ဘာမှာအင်အားကြီးဖြစ်နေတဲ့တရုတ်နိုင်ငံကိုကြည်ရင် တရုတ်နိုင်ငံကမျက်နှာတနခါပေါင်တေးချောင်းဖြစ်နေတဲ့အခြေအနေကိုတစစမြင်ကြရပါလိမ့်မယ်။အမေရိကန်ကမျက်နှာဖုံးခွာချနေပါပြီ။တရုတ်ဟာအများမြင်မှာမျက်နှာတနခါလိမ့်နာပေမဲ့နိုင်ငံရင်းမှာဖြစ်နေတဲ့အခြေအနေဟာပေါင်တေးချောင်းစီးသလိုဆိုတာကိုလာမယ့်ဒီဇင်ဘာလမတိုင်ခင်တကဘာလုံးတွေ့ရပါလိမ့်မယ်။အမေရိကန်ရဲ့ဒေါ်နယ်ထရန့်ကုန်သွယ်ရေးစစ်ပွဲအခွန်တိုက်ပွဲဟာ တရုတ်ဖြူကဖြာကကြပြီးစံပြုတ်တောက်ရတဲ့ဘဝမကြခင်ရောက်လာပါလိမ့်မယ်မင်းတို့မနိုင်မှာကြဘူးလူအခြေခံကျင့်ဝတ်ဟာဘေးမှာမตายရင်ဖြစ်နေရင်ကို့အိမ်ကအတန်ကြဲကြဲတော့မပြောရဘူးဆိုတဲ့ကျင့်ဝတ်အခြေခံတော့မရှိတဲ့တရုတ်နိုင်ငံအိန္ဒိယဘေးကတိုင်းပြည်မှာစစ်တပ်ဆိုတဲ့လူတစုဟာပြည်သူလူထုကိုမတရားတပ်ဖြတ်နေတာလေနဲ့ဘုံကျဲနေတာ ူတို့ဟာကျွန်တော်တို့တက်ပို့သေးတယ်သူတို့ထောက်တန်းရေးတွေအများကြီးရန်ကုန်နေပြည်တော်မန္တလေးနေရာနာမှာရှိတယ်မန္တလေးဆိုတရုတ်ပြည်ကြီးတယ်သူတို့အကုန်သိတယ်သူတို့ဝီချက်ကနေတိုင်းပြည်လုံးလည်းသိတယ်ပြည့်ရတဲ့ငလင်းကြောင့်ပြည့်ရတဲ့နိုင်ငံကအလုံငွေတွေကိုလည်းပြည်သူတို့တက်မရောက်ဘူးဆိုတာတရုတ်သိတယ်ဒါပေမဲ့တရုတ်ဟာသူတို့အုတ်ချုပ်သူလူတို့ပိုင်နေတယ် တရုတ်နိုင်ငံပိုင်စီးပွားရေးအကျိုးစီးပွားတွေအတွက်တတိုင်းပြည်လုံးကိုခြာနှင်းယုံနေမှာကပြည်သူကိုတတ်ဖြတ်နေတဲ့မင်းအောင်လိုင်ကိုရက်တီကူညီထောက်ပံ့ယုံနေမှာကအခုဆိုရင်လာရှိုးထိတရုတ်လက်နက်ကင်တပ်တွေနဲ့တရုတ်အာဏာပိုင်တွေဝင်ရောက်လာပြီးချုပ်ချာအာဏာကိုကျူးကျော်လာပါ ဗမာပြည်ရဲ့နေမြေပိုင်နဲ့ထဲမှာဝင်ရောက်တက်ဆွဲလာတဲ့တရုတ်နဲ့ပတ်သက်ပြီးဒီတကွက်ကတော့မင်းအောင်လိုက်ခွေးကြကြမယ်ကွာလို့ကျွန်တော်ကြိုပြောလိုက်ပါမယ်။ဘာကြောင့်ဒီစကားကိုပြောလဲဆိုလာရှိုးကိုတရုတ်တပ်ဖွဲ့နဲ့တရုတ်ကောင်စစ်ဝင်တွေတရုတ်အရာရှိတွေဝင်ရောက်ရုံးဆိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးအမေရိကန်ရဲ့တုတ်ပြန်မှုတစ်ခုဒီနေ့ထပ်ထွက်လာပါတယ် မေဂန်နိုင်ငံသားဝင်ကြီးကအိန္ဒိယတမနာနဲ့တွေ့ပါတယ်မလေးရှားအာဆီယံဥက္ကဋ္ဌဟာအန်ယူဂျီနဲ့တွေ့ပါတယ်ဘင်္ဂလားဒေ့ရှ်တရင်300ဟာအာခတ်တက်တော် EU ကုညီမဲ့ဆိုတဲ့တည်င်းထွက်ပေါ်လာပါတယ်နိုင်ငံရေးမှာတိုက်ဆိုင်မှုဆိုတာမရှိဘူးဒီတချီမှာအငယ်ဆာຫນွေဦးစီကိုခြိတက်လာပါ ကျွန်တော်တို့ကြိုးဆိုရပါမယ်လို့ပြောလို့ပါတယ်မဟုတ်ရင်တရုတ်လုံးသမျာငုံတုတ်ခံနေမဲ့အစားပျက်စီးနေတဲ့ဒီတိုင်းပြည်ကိုပြန်နေတိဆောက်ဖို့ညံကိုလွှာတုံးပြီးပေးရတဲ့အကူအညီများကိုရယူဖို့ကြိုးစားရပါလိမ့်မယ်ကျွန်တော်နိုင်ငံရေးတော်လှန်ရေးအင်အားစုတွေမှာ အမြဲတမ်းတိုင်းပြည်အတွက်မျှော်ရည်တွေးတောချက်မှာအမေရိကန်ကိုကျွန်တော်တို့ကြိုဆိုချင်ပါတယ်။ဒါပေမဲ့စိုးရင်ချက်က proxy ကစားပွဲတွေဖြစ်ပြီးတရုတ်နဲ့အမေရိကန်နှစ်နိုင်ငံကြားမှာကျွန်တော်တို့တိုင်းပြည်ဟာမော့မော့တည်သွားမှာစိုးလို့ဆိုတဲ့စိုးရင်စိတ်နဲ့ကျွန်တော်တို့ကအမေရိကန်နဲ့အမေရိကန်ကပေးရတဲ့အကူအညီတွေအမေရိကန်ကိုအပေးယူလုပ်ဖို့ကိစ္စတွေနဲ့ပတ်သက်ပြီးစိုးရင်စိတ်အမြဲတမ်းရှိပါတယ်။1988အရေးကြီးကာလတုန်းကလည်းဒီတိုင်းပဲ။ ဘယ်လေခွေမှာအမေရိကန်စစ်သင်္ဘောကြီးရောက်လာပြီဆိုပြီးပြည်သူတွေကဝမ်းဝမ်းတာနေကြပါတယ်စစ်တပ်ကိုတိုက်ပေးပါဆိုပြီးဒါပေမဲ့အချို့နိုင်ငံရေးသမားတွေပေါ့တိုက်ပြည်ရဲ့အနာဂတ်ကိုမျှော်တွေးပြီးတော့အမေရိကန်ကိုအကူအညီရယူတဲ့ပုံစံတွေအချို့ကိစ္စတွေငင်းပယ်လာတယ်အတွင်းမှာရှိပါတယ်ဒီတစ်ခါကတော့မငင်းပယ်ပါနဲ့ ငင်းပယ်လို့လည်းမရတော့ပါဗမာပြည်တရုတ်ကျွန်ဖြစ်ရေတရုတ်ကျွန်ဖြစ်ဖို့တာဆူနေတဲ့ဗမာပြည်အတွက်အတက်ကဲထောက်ပေါက်ကအမေရိကန်ရဲ့အကူအညီဖြစ်ပါလိမ့်မယ်အကဲဆန်ကိုကျွန်တော်တို့ကြိုဆိုရပါလိမ့်မယ်သို့တော့ဗမာနိုင်ငံရေးသမားတွေတော်လိုင်းရေးသမားတွေကခိုင်မာတဲ့မူဝါဒယုံကြည်ချက်များနဲ့အညီဆွေးနွေးတွေ့ဆုံပြီးတော့အကဲဆန်အကူအညီကိုယူပါ ဒီဒီကာလမှာအင်္ဂယ်ဆန်ဟာအာခတ်တက်တော့အီအီကိုရွေးချယ်လိုက်တာတွေ့တယ်ရှင်းတက်ဖွဲ့တွေကိုလည်းရွေးချယ်လိုက်တာတွေ့ပါတယ်တွေ့ရပါတယ်တွေ့ရပါတယ်ဆိုတာတက်ယူဆမိပါတယ်တချို့သတင်းတွေကနည်းနည်းလေးအသေးစိတ်အတည်ပြုလို့မရသေးတဲ့အခါကျတော့ပြောရနည်းနည်းခက်တယ်ဆိုတော့အင်္ဂယ်ဆန်ရဲ့ အမေရိကန်စီးရေးဆန်ရနီးနာတွေကိုအကြမကြဆောင်ရွက်နိုင်ဖို့အာခတ်တပ်တော်အင်းနဲ့ CNN ကိုအကြံပြင်းရွေးချယ်လိုက်တယ်လို့ယူဆလို့ရပြီး KIA ကိုလည်းထိတွေ့ဆက်ထံမှုတွေရှိမယ်လို့ကျွန်တော်တို့ယူဆမိပါသို့တော့ KIA ကတရုတ်နယ်စပ်မှာထိုင်လာတဲ့အတွက်အချို့အကန့်အသတ်တွေကိုကြော်လွားလို့မရနိုင်တပန် KNN လို KNN ကိုလည်းဒီမိုကရက်တစ်အခြေခံသောတိုင်းသားလမ်းကတပ်ဖွဲ့ကြီးတစ်ခုဖြစ်တဲ့အတွက်အင်္ဂလိပ်စံမှာ ဆန္ဒရှိပါလိမ့်မယ်။တို့တော့ဘာသာရေးဆိုင်ရာကွဲပြားမှုမှာနဲ့အာကရင်နေအဲဘလို့တပ်ဖွဲ့ပေါင်းမြောင်များစွာစစ်တပ်ကရက်တဲ့တပ်ဖွဲ့တပ်ဖွဲ့တော်လိုင်းဘက်ကရက်တဲ့တပ်ဖွဲ့ပေါ့နော်ရှုပ်ချက်ခတ်နေတဲ့ကရင်အရေးကိုဟန်ကယ်ဆရာခဏလက်ရှောင်ထားပြီးတသွေးတသံတမိတ်နဲ့ဖက်စစ်တပ်ကိုနော်လာဥဒပကေတို့ တရှိန်လုံးထိုးစင်တဲ့စစ်စင်တွေရောဘာခတ်တက်တော့အေးကိုဦးစားပေးရွေးချယ်မှုနဲ့ပတ်သက်ပြီးအငိစားမှာ။နောက်ဖြစ်လာမယ့်အရေးခင်းတွေကိုနောက်ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုမျက်ခြေမပြတ်ဆောင်ကြည့်ကြ။မိမိရဲ့နိုင်ငံအမိမိအားတပွားမှအုပ်စိုးခွင့်မပြုကြနိုင်ဘူး။လာရှိုးမှာခယူသည်အစွဲမခံတဲ့ တရုတ်ဒီနိုင်ငံကထွက်သွားဖို့စော်တိုက်တုံးမှုကြီးစတင်ကြငါတို့ကငါတို့ပြစ်ချင်ပြစ်မယ်တိုက်ချင်တိုက်မယ်မင်းတို့ထွက်သွားပါခဲ့တော့ဆိုင်းနာလို့ပြောရင်ဒီညတော့ဒီတော့ပါအားလုံးကျေးဇူးတင်ပါတယ်